အားလုံးပဲမင်္ဂလာပါခင်ဗျဒီတစ်ခါကျတော့ကျွန်တော်တို့နေရောက်ဂျပန်နိုင်ငံကိုလာရောက်လည်ပတ်တဲ့သူတွေကြားမှာနာမည်ကြီးတဲ့ဟာကိုနဲကိုတွားရောက်လည်ပတ်ခဲ့ပါတယ်ဤခီးစဉ်လေးကိုအားလုံးပဲကျွန်တော်တို့နေရောက်နေအတူကြည့်ရှုခံစားလို့ရအောင်မျှဝေပေးလိုက်ပါတယ်အခုလိုမျိုးဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်တို့နေရောက်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးသွားကြဖို့အားလုံးကိုတောင်းဆိုပါတယ် ကျေးဇူးတင်ပါတယ်။အားလုံးပဲရှုစားကြပါ။ဟုတ်ကဲ့ဒီချက်ခါခီးစင်ကြီးကနေရခီးစင်ဖြစ်တဲ့အတွက်ကြောင့်နည်းနည်းရှိသွားပါတယ်ရှင်။အဒီအတွက်ကြောင့်ပထမပိုင်းနဲ့ဒုတိယပိုင်းဆိုပြီးတော့အပိုင်းလေးနှစ်ပိုင်းခွဲပြီးတင်ပေးလိုက်ပါတယ်ရှင်။အခုယထာကတော့ကျွန်တော်တို့တိုချိုရဲ့ရှင်ကျူကနေထွက်သွားပါပြီ။ဆိုတော့ဟာကိုနဲ့ကိုသွားဖို့ကကျွန်တော်တို့ရှင်ကျူကနေတဆင့် ဒီ romance car လို့ခေါ်တဲ့ tokyo ပေါ့နော် limited express ရထားကိုစီးလို့ရပါတယ်။အဲ့ရထားက shinjuku ကနေ hakone ကိုတိုက်ရိုက်ရောက်ပါတယ်။ဆိုတော့အဲ့ရထားကတနာ yı ခွဲပေါ့တနာ yı နဲ့20မိနစ်လောက်စီးရပါတယ်။ဆိုတော့အဲ့လိုမျိုးအမြန်ရထားနဲ့မမြန်ရအောင်သွားမှာပေါ့နော်။ရထားကတော့သူကချိုတင် booking တင်ရတာပေါ့နော်။ထိုင်ကုန်နေရာယူရတဲ့နေရာဥရတဲ့ရထားပေါ့နော်။ ဆိုယထာကကလည်းအရန်ကြီးတော့ဈေးမကြည့်ပါဘူးပုံမှန်ဆိုရင်တော့ရန်1400ကျော်လောက်ပဲရှိပါတယ်ဆိုဒါပေမဲ့ယထာကသေချာ booking ယူရတာဖြစ်တဲ့အတွက်ဆိုအဲ့ဒါလေးကတော့ view site ပို့လို့တာပေါ့နော်ဆိုယထာလက်မှတ်ဝယ်လို့ရတဲ့နေရာကိုလည်းကျွန်တော်တို့အောက်ကလင့်မှာချပေးထားပါမယ်မျိုးပြင်ရောက်လာပြီဆိုတော့ရှုခင်းနေရာလဲဆင်းဆင်းဆူဆူနဲ့ယထာဘဝနဲ့ကြည့်ရတဲ့မြင်ကွင်းတွေက အရန်ကမှလှပပါတယ်ကိုကတော့ယထာဆ ਾਇ ရောက်ပါပြီယထာကတော့ကျွန်တော်ဟာကိုနဲ့ယူမိုတိုစတေရှင်ဆိုတော့ဘောနော်ဒီယထာဘူတာကိုရောက်တာဖြစ်ပါတယ်ဆိုတော့အဲ့ဘူတာကနေတဆင့်ဒီဟာကိုနဲ့ကျွန်တော်ရေကန်ကြီးပေါ့နော်ဆိုတော့အာရှိလိတ်အာရှိတို့ခေါ်တဲ့ရေကန်ကြီးနားကိုရောက်ဖို့အတွက်ကကျွန်တော်ဒီဘူတာကနေတဆင့်ဘတ်စကားပြန်စီရမှာဖြစ်ပါတယ် ဆိုတော့ဘတ်စကားစီဖို့ဘတ်စကားကိတ်ကိုသွားမှာဖြစ်ပါတယ်ခုလက်ရှိကတော့ဘတ်စကားစောင့်နေဖြစ်ပါတယ်ဘတ်စကားစီဖို့ပေါ့နော်ဆိုတော့ဘတ်စကားစီဒီဒီရထားပူတာပေါ့ဒီရထားပူတာနာမလဲကျွန်တော်တို့ဒီတဲစရာတဲခိုကန်နေဟိုတယ်တွေလည်းတွေ့ရပါတယ်အခုကတော့ဘတ်စကားစီဖို့စောင့်နေတာပါဆိုတော့ကျွန်တော်တို့နှစ်ယောက်ဘတ်စကားစပြီးတော့စီပါပြီ။ ဆိုတော့ဒီဟာကိုနဲ့ယူမို့တို့ဒီဘူဒာနာမှာတော့မြို့လေးတိတိတိပေါ့နော်ဆိုတော့အဲ့မြို့လေးကတော့တဲခိုကန်နေတဲခိုဆောင်နေဟိုတယ်တွေစားသောက်ဆိုင်နေပြီးတော့လက်ဆောင်ပစ္စည်းဝယ်လို့ရတဲ့နေရာတွေလည်းအများကြီးတွေ့ခဲ့ပါတယ်ဆိုတော့အဲ့ဒီမြို့လေးကနေတဆင့်ကျွန်တော်ဒီရေကန်နာကိုသွားဖို့အတွက်ဘတ်စကားဖြစ်ပါတယ်အခုကတော့ဘတ်စကားစီးပြီးတော့မြို့လေးမြို့လေးကနေတဆင့်ဖြည်းဖြည်းချင်းထွက်သွားမှာဖြစ်ပါတယ် ။ဘတ်စကားကလည်းမိနစ်30ကြောင်းအကြာကြီးဈေးရပါတယ်။ဆိုတော့အဓိကကတော့တောင်တွေကိုပတ်ပြီးတော့ဈေးရတာပေါ့နော်။ဆိုတော့အခုသွားမဲ့ရေကန်ကတောင်တွေရဲ့ဂျားထဲမှာပေါ့။တောင်တွေပတ်ချလဲဝိုင်းထားတဲ့ရေကန်ကြီးဖြစ်ပါတယ်။ဆိုတော့အရန်လာတဲ့ရေကန်ကြီးပေါ့နော်။ဆိုတော့ရေကန်ကြီးကိုရောက်ဖို့အတွက်အခုလိုမျိုးဘတ်စကားကိုကွစ်ပတ်ပြီးတော့ဈေးရတာဖြစ်ပါတယ်။ကျဲဘောစာကံမကြည့်ပါဆရာ ။ဟောကျွန်တော်လာပဲနော်။ဟောအိုးရေပြင်ကြီးရနော်ဘလို့ကြီးတော့မသိနော်။ငါရနော်လာရနော်။ Nice ။အိုးထိတ်မကြည့်ရသေးသေး။ဒီဘက်ကားလေ။ကျုပ်မဲ့တောင်လေဒီဘက်ကားစီးတဲ့နေ။ဟုတ်လား။ စားတော့တင်မောစီတဲ့နေရာဖြစ်ပါတယ်။အာကိုနေရဲ့တင်မောစီတဲ့နေရာတင်မောစီရဲ့နေရာမှာလူပြီးစောင့်နေဖြစ်ပါတယ်။ဆိုတင်မောကြီးလာစီမောလက်မှတ်ကတော့ဝယ်ပြီးသွားပါပြီ။မဲနောက်မှစီမောပါနော်။ဘောစင်ကျင်းကြပေါ့။ဖះเจ้าအရင်ကောင်းမှဖြစ်ပါတယ်။ခုလက်ရှိကတော့ဘောနော်ကျွန်တော်တို့ဒီ Lake Arshi ပေါ့နော်ဆိုတော့ Arshi ရေကန်ပေါ့နော်အဲဒီရေကန်ရဲ့ ပြီးဘောနရေကန်ပတ်ပတ်လည်ရတဲ့တစင်တောက်လျှောက်လမ်းလျှောက်ပြီးတော့ဘဲကိုသွားနေတာလဲဆိုတော့ကျွန်တော်တို့ဒီဘောနဖီထိုရီအော့ဖ်ပီးစ်ဘောနဟဲဝါနထိုရီလို့ခေါ်တဲ့ငင်းချမ်းရေးထိုရီဘောနဒီဟိုဂျပန်ဒီဂျင်ဂျာဂိတ်လေးဘောနဆိုအဲ့ဂိတ်လေးမှာအဲ့ဂိတ်လေးရဲ့တစင်အရန်လမ်းနောက်ပါရေကန်ဗျူးဘောနဆိုတော့အဲ့ရန်တစင်ဓာတ်ပုံရင်အရန်လာပါလေဆိုတော့အဲ့ဒီထိုရီဂိတ်လေးရှိရဲ့နေရာလေးကိုလမ်းလျှောက်ပြီးတော့သွားနေတာဖြစ်ပါတယ် ဆိုအဲ့ဒီမနဟေဝါနသိုရီဆိုတဲ့အဲ့ဒီသိုရီဂိတ်တွေကဟာကိုနေချင်းကြပေါ့နော်ဟာကိုနေချင်းကြနာမှာရှိတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီကိုလမ်းလျှောက်ပြီးတော့သွားတာဟွာလောက်ကြာပါတယ်မိနစ်နာရီဝက်လောက်ကြာပါတယ်ဟုတ်ကိုကတော့ဟာကိုနေချင်းကြပေါ့နော်ဟာကိုနေဒီဖျားချောင်းလေးရဲ့ဝန်ပေါင်းနာကိုရောက်တာဖြစ်ပါတယ်ဆိုတော့ချင်းကြနာမှာတော့ဥတွေအိုးဆဆိုင်နေပေါ့နော်ဇဝန်ပေါက်ကလေးရတယ်တော်တော်လေးကိုကြည့်ရှုလို့ကောင်းပါတယ် ဆိုဒီနားလေးမှာလည်းတပ်ပုံတွေပါလေရိုက်လို့ရပါတယ်ဒီတိုင်ကတော့ဟာကိုနေဂျင်ဂျာဆိုပြီးတော့ရေးထားတာပေါ့နော်ဟောအပင်းရင်ချားတာအမိပဲတောင်တက်လာပေါ့ဂျင်ဂျာကိုရောက်ဖို့ဂျင်ဂျာကိုရောက်ဖို့ ာကိုနဲ့ကျင်းကြကတောင်ကုန်းလေးပေါ်မှာရှိတဲ့အတွက်အခုလိုမျိုးလေကားနဲ့တောက်ရှာကိုတက်ရတာဖြစ်ပါတယ်။ဒါပေမဲ့လေကားရဲ့ဘေးပတ်လည်ကိုကြည့်လိုက်ရင်တစ်ပင်အမြင်ကြီးပြီးအိုးအိုးဆန်ဆန်ကြီးပဲပေါ့နော်။ဆိုရင်မြေအခန်းတော်တော်ကောင်းတဲ့ပုံပေါက်ပါတယ်။တော်တော်လေးကမှစိတ်လန်းဆိုပြေပြီးတော့အရန်ကမှပဲပေါ့နော်။တဘာဝတရားကြီးကိုခံစားလို့ကောင်းပါတယ်။ကိုယ်နဲ့ချင်းကြဖြစ်ပါလေ။ ါရီထဲမှာအကုန်နဲ့ချင်းကြတသိတော့အောက်ထဲမှာသစ်ပင်ကြီးတွေအောက်ထဲမှာချင်းကြပေါ့နော်ချင်းကြဒီတော့မချင်းကြပေါ့နော်ပြရပါစမ်း 箱根箱根神社嘛奥古仙嘛အောက်ကိုလည်းကျင်းကြရနေပေါ့နော်တောက်လျှောက်လေးကအောက်ကိုဆင်းလာပြီးတော့အခုလက်ရှိသွားနေတာကတော့ခုနကပြောတဲ့ဘယ်နှဟဲဝန်တို့တို့ပေါ့နော်ဆိုတော့အရန်လာတဲ့ရှုခင်းအရန်ကောင်းတဲ့တူရီကေလေးကိုသွားနေဖြစ်ပါတယ် ခုလူတွေလည်းတောက်လျှောက်အဲ့ဒီကိုသွားနေတဲ့ပုံပဲပေါ့နော်တချို့တွေကြတော့အဲ့ဒီကိုအရင်သွားပြီးမှဘုရားအကြောင်းပေါ်တက်လာကြတာပေါ့နော်အခုလက်ရှိလမ်းမြင်နေရတာကတော့အဲ့ဒီတူရီဂိတ်လေးဖြစ်ပါတယ်ဆိုအရင်နားမှာတပ်ပွန်ရဲ့ပိုတန်းစီရမှာဖြစ်ပါတယ်အခုလက်ရှိကတော့အဲ့ဒီဆိုအရင်နာမည်ကြီးတဲ့ဟိုပါပေါ့နော်ဒီဟာကိုနေရဒီဟိုပါဒီတူရီပေါ့နော်တူရီဂိတ်လေးပေါ့နော်ဆိုအဲ့ဒီဒီနတ်ချောင်းဂိတ်လေးရဲ့အစီအမဒီကန်ကြီးကိုလမ်းပြီးမြင်ရပြီပေါ့နော်အရင်နာမည်ကြီးတယ်ပေါ့နော်ဆိုတော့ တန်းစီနေဘလောက်တန်းစီနေတယ်ပေါ့နော်လက်ရှိရမလို့တနင်္လာ38ဆိုတော့ဘလောက်စီနေမှာပေါ့ချက်ဆောင်ကြည့်တော့ဘလောက်40ပေါ့နော် ရကြီးနေတယ်ကျွန်တော်တို့အလဲရောက်တာပေါ့နော်။နှစ်နာရီ48ရှိနေပါပြီ။စုစုပေါင်းပေါ့နော်။တစ်နာရီကျော်လောက်စောင့်လိုက်ရပါတယ်။ဆိုတော့ဒီ Torii K လေးကအရန်နဲ့မကြည့်တာပေါ့နော်။အားလုံးပဲဂျပန်အောင်တဲ့လေးတိကျမှတင်ပါတယ်။ဒါကကျွန်တော်တို့ရိုက်ခဲ့တဲ့ပုံလေးတွေနည်းနည်းလေးအဲတင်ပေးလိုက်တာပေါ့နော်။ဟုတ် ဟာကိုနဲကိုရောက်တဲ့ခါကျရင်မဖြစ်မနေစီးတင်စီးထိုက်တဲ့အတမောဖြစ်ပါတယ်။ဟိုအကောင်တော့ဟာကိုနဲပေါ့နော်ဒီအတိကပေါ့နော်။ဟိုအပန်းဖြေဘယ်လိုပြောမရှုခင်းနေကြည့်တဲ့အတမောပေါ့နော်။ဆိုတော့ဒီလိတ်အာရှိပေါ့ဒီလိတ်အာရှိဆိုတဲ့ရေကန်ကြီးကိုဖြတ်ပြီးတော့မောင်းတဲ့အတမောကြီးဖြစ်ပါတယ်။ဆိုတော့သူကတော့ pirate ship ပေါ့နော်။ပင်လယ်မြေအတမောဆိုပြီးတော့ပြောကြတာပေါ့နော်။ဆိုတော့အဲ့အတမောကနေကျွန်တော်တို့ဘလောက်စီးရလဲဆိုတော့25မိနစ်စီးရပါတယ်အတမောက သမောကလည်းပေါ့နော်နှစ်ထပ်တစ်ထပ်နှစ်ထပ်သုံးထပ်လောက်ရှိတယ်ပေါ့နော်ဆိုအပေါ်ဆုံးဓာတ်ကဆိုရင်အပေါ်ဆုံးဒီသမောအာဘောကဆိုရင်ကျွန်တော်တို့ရှုခင်းတွေကိုအကုန်လုံးလမ်းကြည့်လို့ရပါတယ်ဆိုတော့တော်တော်လေးကိုမှပဲပေါ့နော်စိတ်ချမ်းသာစရာကောင်းတဲ့သမောစီခြင်းဖြစ်ပါတယ်ဆိုတော့အဲ့ဒါတွေရမယ်ဖြစ်မနေစီးဖို့ကျွန်တော်ကတော့အကြံပေးပါတယ်။အခုကတော့သင်္ဘောပေါ်တက်ဖို့အတွက်အတန်းစီပြီးတော့လမ်းလျှောက်နေတာပေါ့နော်။ဆိုနိုင်ငံခြားသားခီးသွားအများစုလည်းစီးကြတာဖြစ်ပါတယ်။ ဆိုတော့တချို့တွေဆိုရင်ဘောနော်အသွားပြန်စီးကြတာဘောနော်အပျော်အနေနဲ့ပေါ့နော်ဆိုတော့အဓိကဒီရေခံကြီးကဟိုတောင်နေကြတဲ့မှာပတ်ချလဲဝိုင်းထားတာဖြစ်တဲ့အတွက်အရန်ကိုတာယာလပ်ပါပါတယ်အဲဒါကြောင့်မို့လို့တမောစီပြီးတော့တွားရောက်ကြည့်ရှုတင်ပါတယ်လို့ကျွန်တော်ကတော့ထင်ပါတယ်တမောတမောကလည်းအထက်တွေအများကြီးရှိပြီးတော့ပေါ့နော်ထိုင်စရာနေရာလေးတွေအများကြီးရှိပါတယ်ဒါပေမဲ့ကိုက၈၀၀နဲ့ကြိုးပြီးတော့တန်းစီနေတယ်ဆိုရင်တော့ brand box ပြရ view ရတာပေါ့နော် ဒါပေမဲ့အပေါ်ကလည်းတက်ကြည့်လို့ရတယ်ဆိုတော့ထိုင်တော့မရှိပါဘူးကျွန်တော်တို့အပေါ်ကတက်ကြည့်မှာပါဒါတော့တင်မောပေါ်ကနေလမ်းပြီးတော့မြင်နေရတဲ့ရှုခင်းနေဖြစ်ပါတယ်ဆိုတော့စိမ့်ဆူနေတဲ့တောင်တန်းကြီးတွေပေါ့နော် ဆိုတော့တောင်တန်းကြီးကပြင်လာတယ်မှာလို့ချုပ်မဲ့တောင်ဟိုတယ်တို့တခြားပေါ့နော်အဲအနုနေအသေးလေးတွေတွေ့ရပါတယ်ပြီးခါကျတော့ရေပင်ကြီးရတယ်အများကုန်ပါပဲဆင်းမလောက်လားဘယ်လိုပြောရမလဲတောင်ပေါ်မှာရှိတဲ့ရေကန်သဘောမျိုးပေါ့နော်ဒီကောင်းလေးတန်းလေးတအားရပါတယ်ပြီးခါကျတော့ရှုကင်းနေတအားကြည့်လို့ကောင်းပါတယ်ခုလက်ရှိမြင်နေရတာကတော့ကေဘယ်ကားလေးပေါ့နော်ဆိုကေဘယ်ကားစတေရှင်ပေါ့နော်အဲရနေတဲ့စင်ကေဘယ်ကားစီလို့ရပါတယ် ဒီတင်မောဘဝနဲ့လမ်းမြင်နေရတဲ့ရှုခင်းတွေပေါ့နော်ရှုရှားရတဲ့လေကောင်းလေတန်တွေပြီးရေပြင်ကျဲကြီးကိုကြည့်ရတဲ့ပေါ့နော်ခံစားမှုတွေကအခုချိန်ထိမမေ့နိုင်သေးပါဘူးဆိုတော့ရန်ကိုကောင်းတဲ့တင်မောစီးတဲ့အရာတခုဖြစ်ပါတယ်ဆိုတော့ပေါ့နော်ကျွန်တော်တို့တိုးကြိုးမှရှိတဲ့ Odaiba တင်မောစီးတာတဲ့ဒီတင်မောစီးတာပို့ပြီးတော့ကောင်းပါတယ်တောင်နေကြတဲ့မှာမို့လားမသိဘူးပေါ့နော်ဒါကျွန်တော်တို့ကဘောနော်မော်တော်ဟာကိုနေကောလို့ခေါ်တယ်ဘောနော်ခုနကကျွန်တော်တို့ဒီဂျင်ဂျာလေးရှိတဲ့ အဲတမောစိတ်ကန်နေစီးတာ25မိနစ်ကြာပြီးတဲ့အခါမှာဟိုတိုခန်းတိုင်းကော့လို့ခေါ်တယ်ဒီတိုခန်းတိုင်းပေါ့နော်ဒီတမောစိတ်ကန်ပေါ့ဆိုတော့အဲ့ဒီကိုရောက်ရှိလာဖြစ်ပါတယ်ဆိုတော့ဒီမှာပါရရှိတယ်ဆိုတော့ဟိုတယ်ရှိပါတယ်ကျွန်တော်တို့အဲ့ဟိုတယ်တစ်ခုမှတဲမှာပေါ့နော်ဆိုဟိုတယ်တဲပြီးတဲ့အခါကျတော့နောက်နေ့ကျရင်ကျွန်တော်တို့ကေဘယ်ကားစီးပြီးတော့အကူနဲ့တောင်ပေါ်ကိုတက်မှာဖြစ်ပါတယ် တစ်ခုကတော့ကျွန်တော်တို့ဟာနာအိုရီဟိုတယ်ရောက်ပါပြီဟာနာအိုရီတို့ခေါ်တဲ့ဟိုတယ်ပေါ့နော်အမိုက်ဆာဟိုတယ်တို့ပါတယ်ကျွန်တော်တို့တဲခိုမှာဖြစ်ပါတယ်ဒီဟာနာအိုရီဟိုတယ်ကိုလည်းကျွန်တော်ပေါ့နော်ဂျပန်ဘလော့ဂါတယောက်ကြိုက်ထားတဲ့ဟာကိုတွေ့ပြီးတော့ကျွန်တော်တို့ရှာကြည့်တဲ့အခါမှာအရင်မိုက်တယ်ပေါ့နော်အဓိကကတော့သူဟာနာအိုရီဘူဖေးလို့ခေါ်တဲ့ဘူဖေးကျွေးတာပေါ့နော်အဲ့ဘူဖေးလေးကိုလည်းစားမယ်ပြီးတော့ရေကန်ဗျူးလေးနဲ့လည်းဟိုတယ်အခန်းမှာတည်ပြီးအိမ်မှာပေါ့နော်ဆိုအဲ့လိုသဘောမျိုးနဲ့ကျွန်တော်တို့နှစ်ယောက်ဒီဟိုတယ်လေးမှာတည်ဖို့ရွေးချယ်ခဲ့တာဖြစ်ပါတယ် ဆိုတော့ဒါဟိုတယ်ပေါ်တော့အခုလိုမျိုးလေကားလေးနဲ့တက်ရတာပေါ့နော် ေါ်တဲကသူအရှိကြီးပဲမနော်တိုက်တရလည်းနှလုံးသုံးလုံးလောက်ရှိတယ်ပေါ့နော်ဆိုတော့ကိုတဲခေါ်ရမယ်နေဟောအကြာကြီးပဲလို့မျိုးပတ်ပြီးတော့သွားရတာဖြစ်ပါတယ်ဆိုတော့တစ်ခါပြီးတစ်ခါပေါ့နော်တော့ကျွန်တော်တို့ကတော့အဓိကအဲ့လိုမျိုးရေကန်ကိုမြင်လို့ရတဲ့ view ရှိတဲ့အခန်းမှာတဲမှာဖြစ်ပါတယ်လေးရ35လေးရ36ဒီမှာဘယ်လိုမျိုးပြကြရမလဲ ျွန်တော်တို့တဲမဲ့အခန်းလေးကိုရောက်ပြီဖြစ်ပါတယ်။ဆိုတော့အခန်းလေးကတော့အခုလိုမျိုးပေါ့နော်။ကျွန်တော်တို့ဒီရေကန်ကြီးကိုလှမ်းမြင်နေရတဲ့ view လေးပေါ့နော်။ဝရန်ဒီဝရန်ဒါလေးလည်းရှိပါတယ်။ဆိုတော့ဝရန်ဒါလေးမှာထိုင်ကုန်လေးတွေလည်းလှမ်းပြီးမြင်နေရတာဖြစ်ပါတယ်။အခန်းကတော့အခုလိုမျိုးပုံစံဖြစ်ပါ။သူကလည်းတသက်ရက်လေးရှိပါတယ်။အဓိကတော့ view ကိုလိုချင်တာ။ view ကိုလိုချင်တော့ဒီအခန်းကိုကျွန်တော်တို့တဲတာဖြစ်ပါတယ်။ဟုတ်တယ်ဟုတ်တယ်။ ိကန်သက်တာတော့ရှိတယ်ပေါ့နော်ရှိတယ်ပြီးတော့ဒီဆိုင်ချင်းလေးနဲ့ဒီချင်းလေးနဲ့ဟိုကီမိုနိုဝတ်ပြီးတော့အောက်ပြောင်းပေါ့နော်ဆိုတော့ဒါကီမိုနိုတွေပုတ်ပုတ်ဟာထည့်ပေးတာကကီမိုနိုတွေရှိတယ်ပြီးတော့ဒီဆာကဟောပေါ့နော်အာဒီချိုးကိုင်းတာပေါ့နော်ဒီချိုးတာရောရှာပါရှိပါရှာပါရှာပါရှိတယ်ပြီးတော့အင်တာလည်းရှိတယ် တဲ့အခါကျတော့ဒါအိတ်ခန်းနေပေါ့နော်အိတ်ခန်းနေနဲ့တီဗီလည်းရှိပါတယ်အခန်းတော့အခြေကြီးပေါ့နော်ဒီမှာရင်နွေးဟိုးချိုတာရေတော့ပြင်ဒီအောက်မှာရေခက်သက်တာတော့ပြီးတော့ဒါ view ပေါ့နော်ဒါဒီ view လေးအတွက်ပတ်စံပေးရတာပေါ့နော်နေတာမို့ပတ်စံပေးရပြူပေါ့နော် ်မှာဒါ parachute ကြီးစေးပြီးသားတာပေါ့နော်ဒီ view လေးပေါ့ view ပေါ့ဟိုဘက်မှာတောင်တွေပေါ့နော်ဆိုဒီမှာထိုင်ကုန်လေးနဲ့ထိုင်ပြီးပေါ့နော်အခုလက်ရှိဒီဥစားကြတော့ hotel ကနေတစ်ဆင့်လမ်းမြင်နေရတဲ့ view ဖြစ်ပါတယ်တိတ်င်းနဲ့မိုင်းနေရပေါ့နော်တကယ်တော့တောင်တန်းကြီးပေါ့ရှေ့ကအဲတောင်တန်းကြီးရှေ့မှာလည်းတင်မောကြီးရှေ့အဲတင်မောကြီးစေးပြီးလာတာပေါ့နော်ဆိုတော့တောင်တန်းကြီးပေါ့နော်အဲတောင်တန်းကြီးတောက်လျှောက်မှာ ရေကန်ရှိမှာအရေကန်ရဲ့ view ကိုလမ်းမြင်ရတာပေါ့နော်ဒါကတော့ hotel တွေရဲ့မြင်ရတဲ့ view ပေါ့အရှိမသစ်ပင်တွေကွဲနေရပေါ့နော်သစ်ပင်တွေမကွဲအများကြီးပိုလာမှာပေါ့ပိုဘက်ကအခန်းနေဆို view ပိုကောင်းမှာတဲ့ဒီဘက်ခန်းကြောက်ပါတယ်ဩရဘုမကေဘကာ station ရှိပါတယ်ဆိုတော့ဒီတောင်ထဲနေကြတဲ့ view လေးကိုပဲထိုင်ကြည့်ပေါ့နော်ရှိတယ်မြေဟိုဘက်တယ်ပါ။ဟိုကေဘကတ်ကိုဆင်းသွားတယ်။ ေကစီမှာကေကစီဗီတက်မှာနှစ်ခါကြာတယ်။မိုက်နော်ကြိုးခြေတော့ရေစိမ့်တဲ့နေရာလေးဖြစ်ပါတယ်။ Anderson View ပေါ့နော်။လမ်းကြီးအောင်ပြလမ်းကြီး။အေးနဲ့ညို့နေ။ညဘက်ကနေရလာတယ်ဆို။ဆိုတော့အဲ့ ော်တော့ဒီဒါဟိုတယ်ရဲ့ဒီ reception ကနေတစင်အပြင်ကိုထွက်လိုက်တယ်ဆိုရင်အခုလိုမျိုးခြေထောက်ကိုရေစိမ်းလို့ရတဲ့နေရာရှိပါလေခြေထောက်ကိုရေပူစိမ်းတာပေါ့နော်အညာဉာဏ်ပြေးအောင်ပေါ့နော်ခြေထောက်ကလေးရေပူစိမ်းပြီးတဲ့အခါကျတော့အရှိမရှိတဲ့ရှုခင်းကိုကြည့်တာဖြစ်ပါတယ် private onsen ပါเนาะဟိုကတော့ဒီမှာ onsen လေးစိတ်ရင်းနေရာလေးဖြစ်ပါတယ်။မတစ်ပင်လေးနဲ့တစ်ပင်လေးကိုအောက်ကနေပြီးပင်ထိုးထားတာပေါ့เนาะအဲ့လိုမျိုး တဲ့ဘေးဟွန်ဆန်ဟွန်ဆန်ရည်ရည်ပေါ့နော်မတတာကိုဒီတဲ့ကျေစာဝေးချင်တဲ့ဟာတွေပေါ့နော်ပြောဒီမှာဟိုလေးဝက်ကလေးတွေနဲ့ထိုင်နေနေရာလေးပါပြောဒီမှာဟွန်ဆန်ရှာဝါးလေးပါလောက်တဲ့နေရာပေါ့နော်လာပြင်းတဲ့နေရာလေးတွေပေါ့ဘေစင်လေးတွေရောပြောဒီမှာရေတောက်မဲ့ဟာလေးတွေရှိပါတယ်ဒါကတော့ ူဆန်ပေါ့နော်ယူဆန်ဆိုင်တဲ့နေရာလေးချိုးတဲ့နေရာလေးယူဆန်ဆိုင်တဲ့နေရာဖြစ်ပါတယ်ယူဆန်တော်တော်ပိုပါတယ်အများရန်ဆိုင်တော့ပေါ့ပါတယ်ဒီစားလေးလိုက်ချက်ပေါ့နော်တိတိအများကြီးဘာတွေစားအောင်လဲမသိဘူးဆိုးတာဘုံစရတယ်ကွာအချင်းပြာပဲစားပြီးယူကွာဟိုအချင်းရဟုတ်မှာ မလိုက်အောင်မလိုက်အောင်မဆန်ကောတော့တိတ်တူလို့ရတယ်တိတ်တူဆန်ကျတိကျတယ်ယူစားယူစားတော့ခုလောစဲဒီမှာဘူဖေးစားဖို့တဘူဖေးတွေယူလာတော့အများကြီးပဲဂျပန်စားတော့ဘူဖေးတွေပေါ့နော်ပြောရရင်ဒီမှာလဲဟိုပါဒီဒီပေါ့နော်ဆူရှိဆူရှိဆာရှိမီပေါ့နော်ဆာရှိမီမှာမှာအမျိုးစုံပဲပေါ့နော်အစုံပဲမျိုးစုံဟာလေးတွေရှိပါတယ်ပြီးတော့ဒီဥစားကျရင်းကြီးနဲ့ထမင်းရဲ့ဟင်းပြီးရင်ဒီဥစားကျ craft beer ပေါ့နော် အဲပြီးတော့ကျွန်တော်ဒီမှာချက်ဦးချောင်းဟိုဒီစစ်သားစစ်သားကျော်တို့ပြီးတဲ့အခါကျတော့ဒီအလူချောင်းကျော်တို့ပြီးတော့ဒီမှာဟင်းနေပေါ့နော်ဟင်းနေလည်းအများကြီးပဲရှိပါတယ်ပေါ့နော်စုံမဲပေါ့နော်ဒီလိုစားလို့ကောင်းပေါ့နော်တစ်ချက်စားလိုက်ပါအောင်ကဲဒါရီယာဟာကိုညက်ခင်းစီရဲ့အပိုင်းတစ်ပေါ်နော်ဘိုင်းနဘိုင်းရှိတဲ့အတွက်ကြောင့်ဒါရီယာနဘိုင်းတစ်ကပြီးဆုံးသွားပါပြီအစအနေဆုံးဖြတ်ကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်ရှင် ဒုတိယပိုင်းနေတဲ့ဆက်ပြီးတော့တင်ပြမှမဟုတ်ပါတော့เนาะဟောဆက်လက်ကြည့်ရှုပြကြပါလို့ဒုတိယပိုင်းကခါကြတော့ဟောဟာကုန်းရဲ့ကျောင်းနေတောင်ခီးစင်းလေးရဲ့ပြီးတော့ခေဘဲကားလေးစီပြောသွားတဲ့ရှုကင်းလေးတွေရောပေါ့เนาะကြည့်ရှုရမှာမဟုတ်လို့ဟောလက်ဆက်ပြီးတော့အားပေးကြပါလို့ညီသားရဲ့ခံပါတယ်ရှင်နောက်ဆုံးအနေနဲ့ပေါ့နော်ဒီ channel လေးကိုလည်းဟောဗမ်မကြီးဆိုရင် like and subscribe လေးလုပ်ပေးသွားကြပါလို့မြတ်တာရက်ခံပါတယ်ရှင် 好，结束点麦先。